ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကျွန်တော်ကိုယ်တိုင်ဘုံခွဲလုံးကြံဖို့ကြံစီခဲ့မိတော့ဘူချုပ်ကြီးနှစ်ယောက်အကြောင်းတဲ့စသည်ပြောပြပါပြီတဲ့ ကိုနေမျိုးစင်မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ဒီလိုပြတာအလုံးကျွတ်နေရတဲ့ဘေးပြာဖျားဖျားနေပြီးတော့ဝေးကွာကင်းတော့တာယာငင်းချက်ပါစေလို့ဥစွာဘာနာမတောင်းဆုပြပါတယ်မြင့်တွေ့ကြသည့် န်းရင်ဆိုင်နေရတဲ့အခက်အခဲတွေစိုးရွားလာတဲ့ကြမ်းကြုတ်ရက်ဆက်မှုတွေမထင်ရတော့ဘူးကြမ်းတမ်းလာတဲ့တဘာဝကြီးရဲ့ဒဏ်ခတ်မှုတွေကနေကျွန်တော်တို့နိုင်ငံသားတွေဟာအခုဆိုရင်အန်တုကြံ့ခိုင်ရင်ဆိုင်ပြီးတက်နိုင်သမျှရုန်းကန်ကျော်လွှားခဲ့ကြတာအခု၄နှစ်ကျော်ကာလတော့တည်းမှာတသက်မှာတစ်ခါမှကျွမ်းလေးမယ်လို့တော့မထင်ခဲ့တဲ့ ဖြစ်ရဆိုတွေအမျိုးမျိုးကိုကျွန်တော်တို့စိတ်တကိုယ်တွေကိုစီနေကြော်လွားခဲ့ကြပြီဖြစ်ပါတယ်အဒီချင်မာတော့ဘဝကြီးကဘလောက်ပဲပြင်းထန်တဲ့ဒဏ်ခတ်နေပါစေငွေရောင်ဟိုတိမ့်တိုက်တိုင်းမှာငွေရောင်အနာကိုလေးတွေရှိရဆိုတော့ဒီစာလေးအတိုင်းပေါ့စာစုလေးအတိုင်းပေါ့တောကတွေအတိုင်းဒုက္ခတွေအတိုင်းမှာ ကျွန်တော်တို့အတွက်ချမ်းမြေ့ပွဲတတိုင်းလေးတွေကပ်ပါလာတယ်လို့ယူဆပြီး ျွန်တော်တို့ရင်ဆိုင်ကြော်လွှားကြရမှာပါဆိုတော့အခုငလင်ဘေးကနေခက်ခဲစွာရုန်းကန်နေရတဲ့ပြည်သူအလုံးကိုကျွန်တော်အနေနဲ့ဒီကနေပြီးတော့တိုက်တွန်းအားပေးပါတယ်စိတ်ခွန်အားမျှဝေပေးပါတယ်ရုန်းကန်ကြော်လွှားကြိုးစားအတူတူဖြတ်သန်းကြရအောင်ပါပြီးတော့အခုဒီကနေ့ရပိုင်းမှာဖြစ်ပေါ်နေတဲ့တမ9 89တမမူကိုဖန်ဆီးခံရပြီးတဲ့နောက် တည်င်းနဲ့အမျိုးမျိုးထွက်ပေါ်နေတာသူဟာညှိနှိုင်းပြီးတော့ထွက်ပေါက်တစ်ခုရဖို့အတွက်ကျူတင်ညှိနှိုင်းပြီးဆုတ်ခွာတာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဘူပြန်လွှဲပေးရမယ်ဆိုတဲ့တည်င်းတွေထွက်လာတာဒါတွေတော့ကျွန်တော်တို့เนี่ยလမ်းကွာတော့ကျွန်တော်အနေနဲ့အသေးစိတ်မသိပါဘူးဒါပေမဲ့ပြမှုကျူးလွန်ခဲ့တဲ့မြေတူကိုမဆိုးထိုက်တဲ့နဲ့ပြစ်ဒဏ်တော့ပေးကိုပေးရ ဘလောက်ကြီးပဲစိုးပွားညှိနှိုင်းမှုပြောပြစီအဲကျွန်တော်တို့အနေနဲ့သူတို့ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်အားလုံးကိုတော့ဖြေလျှော့ပေးဖို့ရာမဖြစ်နိုင်ပါဘူး။အဲဒါပေမဲ့အပြင်းထန် yes ဆက်ဆက်ခုခံတဲ့လူထက်လက်နက်အားလုံးအကောင်းပွင့်ပြီးခြံပေးမယ်။မတို့လူအားလုံးကိုစောက်ခွာခွင့်ပေးပါဆိုတဲ့လူမျိုးကိုတော့ဒုစုံတရားကျွန်တော်တို့အတိမတ်ပြမှုတစ်ခုနဲ့တတ်နိုင်သမျှသောဖြေလျှော့မှုတစ်ခုကိုတော့ရှိရမှာပေါ့။ ဒီချိန်မှာကျွန်တော်တို့ဒီအပိုင်းဆက်သွယ်လာတဲ့ရာခိုင်ချားဆင်းလို့ခေါ်တဲ့ဒီစစ်တပ်တပ်ကအရေးကြီးသောတာဝန်ရှိသူပေါ့နော် NAN Commission Officer လို့ခေါ်တဲ့ NCO သူကရာခိုင်ချက်ကြီးအဆင့်ဆိုတဲ့အကြောင်းကျွန်တော်ခုရှင်းပြပါမယ်စစ်တပ်မှာသူကရာရှိရာခိုင်အချက်စစ်တီရဲလို့သူကခွဲခြားထားပါတယ်ရာရှိဆိုတာတော့အရာရာမှာတာဝန်ရှိတာပေါ့ရာခိုင်ဆိုတာတော့ အရာရာမှသူခံရတယ်လို့ပဲပြောရမှာပေါ့တာဝန်ခံရတာပေါ့နော်ဆိုတော့အချက်ကတော့ကြီးကျက်ကျက်ကပ်ပေါ့ဟိုမှာဒုတိယတချက်တချက်ကြီးသူ့အထက်မှာမှဒီဒီ CGU ဒုရာကံဘူပါရာကံဘူပေါ့နော်ကျွန်တော်အခုပြောချင်တာကကျွန်တော်ကိုအခုဒီရပိုင်းဆက်သွယ်ရင်ဖွင့်လာတဲ့အကြောင်းအရာလေးတွေနဲ့ပြောချင်တာပါဆိုတော့တက်မမှုတတိလျှော့စုတ်ခွာလက်နဲ့ချတာကိုဖြေလျှော့မှုနဲ့လည်းအနေငယ်ဆက်ဆိုင်နေလို့ဖြစ်ပါတယ်ဆိုတော့ ခုအရာခံချက်ကြီးကကျွန်တော်ကိုဆက်သွယ်လာတဲ့အကြောင်းအရာလေးသူဘာတွေသူတို့အစုဖွဲ့တွေသူတို့ level တန်းတွေရီမန်းစူးစမ်းနေတဲ့အကြောင်းအရာလေးကိုကျွန်တော်မပြောပြခင်ကျွန်တော်ကိုယ်တိုင်အဲ2000နဲ့2ခုနှစ်2001နဲ့2002ပေါ့နော်အဲ2002ကျွန်တော်မှတ်မိပါ2002နော်2002ခုနှစ်မှာကျွန်တော်ကိုယ်တိုင် Twitter ကြံစီစူးစမ်းခဲ့မှုတဲ့အကြောင်းအရာလေးတစ်ခုကို ပြုံးလင်းလင်းအာမနာစရံပြောကြခြင်းပါလား2002ခုနှစ်တုန်းကကျွန်တော်ဟာရပခလို့ခေါ်တဲ့ရှေးပိုင်းတိုင်းစစ်တပ်နာကျုပ်ကတိုင်မူဘူဂျုခမောင်မြင့်ရဲ့အထူးလူညိုရေးအရာရှိတာဝန်တထင်းအရာရှိတာဝန်နဲ့ကျွန်တော်ဟာအာဒီအကြီးပိုင်းစစ်ဘုတ်ချုပ်တွေပေါ့စစ်ဘုတ်ချုပ်တွေစရနေမှာများသောအားဖြင့်လာလိလာထရှိတာတော့အဲ့ဒီကာလကဒုတိယဘူဂျုမူကြီးမောင်အေးနဲ့ဘူဂျုခင်ညော့နော်ရပ်ဖန်ရကားဆိုလို့ ိုတန်းရွှေရဲ့သားသမီးတွေဒီလိုမျိုးပေါ့အကြီးမှုတွေလာလိလာထရှိတဲ့တောင်ကြီးဘက်ကိုပေါ့ကျွန်တော်နဲ့သူမလမ်းမကမ်းပါဘူးဆိုတော့ဒရိုတွေကိုကျွန်တော်ကအဓိကလိုယူရေးတာဝန်ယူရဖြစ်ပါတယ်ဒါမှမဟုတ်ဥက္ကမောင်မြင့်တဲ့အတူကျွန်တော်အမြဲတမ်းလိုက်ရတယ်အမြဲတမ်းလိုက်ပြီးတော့ဒီ BNB security guard ပေါ့ officer ပေါ့ကျွန်တော်လိုက်ရပါတယ်အဲ့နှစ်ထောင်နဲ့နှစ်ခုနှစ်မှာကတည်းကကျွန်တော်ရဲ့တွေးတော်မှုကြံစီမှုကြံစားမှုဆက်ဆက်ဆင်ခြင် ပြင်ဆင်မှုတွေကိုကျွန်တော်အခုပြန်ပြီးပြောပြချင်ပါတယ်။အထောက်နှစ်ဆိုတော့ကြာတော့ကြာပြီပေါ့လွန်ခဲ့တဲ့23နှစ်ကာလတုန်းကဖြစ်တာပေါ့အခု2025ဟုတ်ဆိုတော့အဲ့ဒီကာလကလေးကကျွန်တော်ဟာစိတ်နှဖောင်းကိုကွစ်ထားပြီးတော့စစ်မှုတာဝန်ထမ်းဆောင်နေရတော့လည်းပဲပြည်သူစစ်သားတယောက်ဖြစ်ကိုခံယူကျင့်သုံးပြီးပြည်သူရဲ့အကျိုးစီးပွားအတွက်ကိုငါဟာငါ့ဘဝငါ့ခန္ဓာကိုပေးဆက်ပြီးစူးစမ်းထမ်းဆောင်မယ်ဆိုတဲ့ပိုင်းဖြတ်မှု ရှိခဲ့ပြီဖြစ်တော့အဲ့ဒီခေတ်ကာလဆီယနာရှင်တန်းရွှေရဲ့တကိုးထက်မြက်မှုအမြင့်ဆုံးကာလတွေပါကျွန်တော်ဟာစစ်သားတယောက်အနေနဲ့ပြည်သူဘက်ကကိုကျင်းစာနာပြီးတော့စဉ်းစားချိကပ်မှုတွေပြုခဲ့ပါတယ်ဒါကပါလေဖတ်ရှုခဲ့တဲ့တမိုင်းမိတဲ့ကဘူကြီးအုံးကြော်မြင့်အကြောင်းကျွန်တော်အတူယူတယ်ကျွန်တော်သဘောကျကျွန်တော်လေးစားတယ်အာနာရှင်နေဝင်းကိုအနိကလောက်ကျန်တက်ဖြတ်ဖို့ကြိုးစားခဲ့တယ်ဆိုရင်သူ့ရဲ့ အဲ့ဒီကာလကအတွေးခေါ်ကိုကျွန်တော်ဆက်ဆက်ပြီးတော့စဉ်းစားစဉ်းစားပြီးတော့ကျွန်တော်2002ခုနှစ်ဘူရန်ဘီလို့ခေါ်တဲ့ဥမာဆိုရင် မောင်အေးပေါ့ဘူဂျိုမူကြီးမောင်အေးပေါ့ကျွန်တော်ထက်36နှစ်ကြီးတဲ့ဘူဂျိုမူကြီးဒုတိယဘူဂျိုမူကြီးမောင်အေးပေါ့ကျွန်တော်တောင်းခင်ရသူမနမိုးလင်းသူအခမ်းသူအိတ်တဲ့အဆောင်ကနေထွက်ပြီဆိုတာနဲ့တောက်လျှောက်သွားလေရမှာသူရှိရရှည်ပြီးအားလုံးစီစဉ်ရတယ်သူအနီးနားမှာလုံချိုးကြီးသူရဲ့ PS ဆိုလို့ပေါ့နော်အတူတူ ကျွန်တော်တောက်လျှောက်ရှိပြီးတော့ကောက်ရက်ရက်ညသာစားပွဲတဲတဲဆွေးနွေးပွဲဟောပြောပွဲလုပ်လုပ်သူ့နားမှာတောက်လျှောက်ကျွန်တော်စောင့်ကြည့်ပြီးတော့သူ့ကိုဘယ်သူကရံပြူလာနိုင်မလဲသူ့ရဲ့အသက်အန္တရာယ်ကောက်ကိုတနတ်အစင်းဖြစ်ကြည်ထူထားပြီးကျွန်တော်ကနေရတဲ့လူသူ့အိတ်ဆောင်ကိုပြန်ပြီးသူ့အိတ်တကန်တကားပိတ်ပြီးမှကျွန်တော်နေရာကိုကျွန်တော်ပြန်ခွင့်ရတဲ့သူအဲ့ချိန်မှာကျွန်တော်စဉ်းစားတန်းတန်းရွှေရတော့အဲ့ချိန်မှာကျွန်တော်တို့ဖချောင်းတိတ်မလာဘူးပေါ့နော်အဲ့တော့ကျွန်တော်စဉ်းစားအဲ့ဒီခင်ကအာနာ ရှင်စနစ်ရဲ့အမြင့်ဆုံးအချိန်ဖြစ်တယ်။အာနာရှင်ကိုအမိပြုပြီးတော့ကဖားရဖားဘောင်းတော်သည်စိတ်တော်ကြီးဟာနော်တခင်လူကြတခင်အားရကျွန်ဘာဝပြမယ်ဆိုရင်အယိုးအရင်းနဲ့မကအသားအဆနာပါကြိုက်ခွင့်ရတဲ့အချိန်ဖြစ်တယ်။ဒါပေမဲ့ကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ဖြစ်တည်မှုလောက်ပိုင်ခွင့်ရပိုင်ခွင့်ရှားစားနိုင်တော်လဲပဲရှားစားနိုင်တော်လဲပဲဆိုတော့ထပ်ပြောလိုက်ပါဦးမယ်။ အခုကျွန်တော်ပြောကြပါလိမ့်မယ်ကွန်မန့်နဲ့ဝင်ရေးပါလိမ့်မယ်အာမရိမှုနဲ့ကြာခိုးပြီးတော့ထွက်ပြပါဗျာစာစစ်စာစစ်ပြောကြပါလိမ့်ဦးမယ်နော်ဒီဒီစစ်တပ်ထောက်ခံသူလို့ခေါ်တဲ့တစ်ဖက်ပိတ်ပညာပဲလူဒန်းစားကြီးကျွန်တော်တိုက်ခိုက်နိုင်စရာတခုကလည်းဒီတခုပဲရှိတာဟုတ်မရိမှုဘာညာနဲ့ဘယ်သူကစပြောလိုက်မှန်းကျွန်တော်ကိုယ်တိုင်မသိတဲ့ဆွဆွဲမှုပေါ့ဆိုတော့အဲ့ဒါအရင်လေးဆက်ဆက်ပြောအောင်အဲ့ဒီချိန်မှာကျွန်တော်အနေနဲ့အခွင့်ထူးခံအနေနဲ့ရှာမယ်ဆိုရင်ရှာနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ခွင့်ထူးခံအနေနဲ့ရှာခွေခြင်းမရှိခဲ့ပါဘူးရှိပဲကျွန်တော်ဘာစဉ်းစားလဲ ဒီချိန်မှာငါတိုင်းပြည်ကိုဖျက်ဆီးနေတာဆေယနာရှင်စနစ်ဖြစ်တယ်အဲ့တော့ဆေယနာရှင်တွေထိတ်တီးဒိတ်ဒိတ်ကျဲဆိုတဲ့နံပါတ်1နဲ့2 2ကငါနားမှာအများတန်းရှိနေတယ် okay ငါအသက်ငါဘဝငါခန္ဓာကိုငါနိုင်ငံအနာကဖျက်ဆီးနေတဲ့အာနာရှင်လူယုံမာတွေကိုတုတ်တည်ခြင်းအဖြစ်ငါရဲ့တိုင်းပြည်ပေါ်မှာထားရှိတဲ့တစ္ဆာနိုင်ငံသားတွေပေါ်မှာကာကွယ်ဆောက်ရှောက်ပါမယ်လို့ဒုတိယနေ့ဘူလောင်းဘော ဘာလုံးကဆိုခဲ့တဲ့တစ္ဆာဟာဒီနေရာမှာခိုင်မာတတိတီပါလားဘာလို့လဲဆိုတော့အာတိုင်းကြီးကိုဖြည့်ဆည်းနေတာဆက်အနာရှင်တွေဒါနဲ့ကျွန်တော်တိတ်တိတ်ကြိတ်ကြံစီတွေပဲဒါကျွန်တော်ကိုယ်တိုင်ကြံစီခဲ့တဲ့ကြောင်းပုံမှန်လင်းလင်းပြောပြတိတ်တိတ်ကြိတ်ကြံစီမိသားစုလည်းအိမ်ပြန်ပို့လိုက်ကျွန်တော်တယောက်ခဲနေကြီးစံအကောင်းသားတွေကျွန်တော်ဝယ်စုကြီးစံအကောင်းသားဆိုတော့ဒီကပ္ပစာထုတ်တဲ့ကြီးကရံဖယံကကြီးအားလည်းဖြစ်တတ်တယ် ICN ကြီးကြီးကျွန်တော်ရောက်အောင်ဝယ်စီတပြစ်ဖို့ရောက်အောင်ဝယ်စီစုထားတပြစ်ဖို့အကုန်လုံးကျွန်တော် harvest site ထဲမှာကျွန်တော်ထည့်ကြီးပေါ့ပြစ်ပုံထည့်ထည့်ပြီးတော့ဝင်လန်းထွက်လန်းဆုတ်လန်းအားလုံးကျွန်တော်စီစဉ်ဘလို့ဒီစီစဉ်လဲဆိုတော့အခုအဲ့ဒီကာလာပိုးဒီကြီးဆိုးတဲ့မဲနဲ့တောင်ဖက်ချန်သွားတဲ့လမ်းကြောင်းအကုန်လုံးမြေပေါ်မှာကျွန်တော်ဆွဲပြီးဘယ်ကနေဘယ်ကိုသွားရင်ဘလောက်ကြာမယ်ဒီချိန်မှာဘလို့ကင်းဒီဆက်တွေစနစ်ကိုဘလို့ဖြတ်ကျော်မယ်ဆိုင်ကယ်နဲ့ဘလို့သွားပြီးဘယ်လိုနဲ့ချိတ်ဆက်မလဲ ကျွန်တော်အကုန်လုံးကျွန်တော်ပြင်ဆင်ပြီးပြီပြင်ဆင်ပြီးတော့အဲ့ချိန်မှာခုလေဒူဒူမူကြီးမောင်ရေးခုတွန်းလဲပေါ်မှာဒုက္ခိတဖြစ်နေလို့ကြားတော့ဗောဗျာဒါပေစိတ်တော့မကောင်းဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီကာလကကျွန်တော်အနေနဲ့စတားတယောက်ကပိုင်းဖြတ်မှုနဲ့ကြိုးစားဖို့ကြံစီခဲ့တယ်ဆိုတော့ကျွန်တော်ပြောပြတာဒါနဲ့ကျွန်တော်ကအဲ့ဒီချိန်မှာဒူဒူမူကြီးမောင်ရေးနဲ့ဒီအီတာကောက်ခွေးမှာကျွန်တော်တို့သွားကြတယ်သွားကြတော့အဲ့ဒီချိန်မှာ PSO ကလည်းသူ ောက်ရက်ချင်းတိုင်းမှု PSO ရောဘုံမူကြီးမောင်ကြီးရဲ့ PSO ရောဂေါဖရက်ချင်းအညီလေးမင်းအဘရနာမင်းနေလိုက်โอเคကျွန်တော်ရတယ်ကျွန်တော်နေကျွန်တော်လည်းကိုယ့်အကြံစီနဲ့ကိုယ်လေးကြီးထိုးအစင်နဲ့ကိုယ့်အကြံစီနဲ့ကိုယ်โอเคကိုယ်ထွက်ခွာမဲ့လမ်းရထားခဲ့တဲ့ဆိုင်တဲ့အားလုံးကျွန်တော်တက်စားဘူးမှမရှိအဲ့ဒီအချိန်မှာကျွန်တော်စဉ်းစားအပြန်အလှန်လာနုလုံပရိလုံပဲဆိုတော့အဲ့ဒီကာလကဒေါ်စန်းစုကြည်ကိုနေအကျေချုပ်ချထားတဲ့အချိန် မြေသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းနေအားလုံးကိုစိုင်းပုတ်တွေဖြုတ်ချပြီးတော့ကြက်ကြက်တဲတဲကန့်သက်ထားတဲ့အခြေဆိုတော့ပြောပြအောင်ကျွန်တော်အဲ့လိုကြမ်းစီနေတယ်ဆိုတဲ့အကြောင်းကိုအဲ့ဒီကာလကကျွန်တော်နဲ့ရင်းရင်းနှီးနှီးနော်ဆက်သွယ်စကားပြောနေတဲ့မြေသားဒီမိုကရေစီအဖွဲ့ချုပ်ကလွတ်တော်ကိုယ်စားလှယ်တခုဖြစ်တဲ့တယောက်နော်ခေါင်းဆောင်တယောက်အဲ့ဒီကာလကတည်တယ်ကျွန်တော်ကြမ်းစီပြီးကိုစဉ်းစား ကျွန်တော်မခံနိုင်ဘူးဒါကြောင့်ကျွန်တော်လုံနိုင်တဲ့အလုပ်ကိုကျွန်တော်လုပ်မယ်သူတို့ကိုတိုင်ပင်တယ်တိုင်ပင်ပြီးတော့ဘာဖြစ်လို့ကျွန်တော်တခုစုတစ်စုံခုဖြစ်သွားမှာအကျိုးမဲ့အချီးနီးကျွန်တော်ယူတုပ်ပြီးလုပ်ခဲ့တာမဟုတ်ဘူးကျွန်တော်တင်းသေးသွားမယ်ဒါမှမဟုတ်ရေချက်တစ်ခုကြောင့်ဒါလုပ်ခဲ့တာဆိုတော့တီးဖို့တက်တည်ထားခဲ့ဖို့လိုတဲ့တကြောင့်ကျွန်တော်တိုင်ပင်တာဖြစ်တယ်အဲ့တော့ဆိုတော့ဆက်ပြောရရင်ကျွန်တော်အေးမောင်အင်းနဲ့ဦးခမောင်မြင့်ဦးခမောင်မြင့်ကျေးဇူးရှိပါတယ်ကျွန်တော်နှုတ်ထုတ်ခွင့်ပေးလိုက်တာဟုတ်နော်ဒီရရှိစာလွန်ဖတ်ပြီဆိုတော့မှတ်ချက်ကိုရေးပြလိုက်တဲ့ဘုံမှုတင်ပြီးလဲကျေးဇူးတင်ပါတယ် ဒါလို့နှုတ်ဖက်ကွင်းပြီးလို့ကျွန်တော်ထွက်လာတာဒါတော့အဲ့ဥက္ကမောင်မြင့်ရဲ့ဥမောင်အေးရဲ့သူတို့နှစ်ယောက်တင်ကျွန်တော်သုံးယောက်ပဲရှိအေးဒါကောက်ကွင်းရဲ့အလဲပါကျွန်တော်ချင်မစင်းလားလွယ်လွယ်လေးသူတို့မှတနတ်ပါဘူးသူတို့မှတနတ်ပါတယ်ဆက်ပြပုံလည်းပါတယ်သူတို့နှစ်ယောက်တော့ကအသာလေးဘုံနှလုံးတော့ကျွန်တော်တလုံးကိုလုံချုံဖွဲ့တဲ့လှမ်းပြစ်နှစ်တလုံးကိုသူတို့နှစ်ယောက်ကြားထဲပြစ်ခွဲပြီးကျွန်တော်အသာပဲဆုပ်ခွာသွားရုံပဲဒါပေမဲ့ကျွန်တော်စဉ်းစားတယ်အဲ့ဒီကာလရဲ့နိုင်ငံကြီးရေချိန်ပေါ့နော် ဒီချိန်မှာအဲ့ဒီချိန်မှာလည်းကျွန်တော်ဒေါန်ဆန်းစုကြည်ရဲ့မိကုံးတွေဟောပြောချက်တွေကိုကျွန်တော်ကတော်တော်လေးဖတ်ခဲ့ရဖတ်ခဲ့ရတာလည်းတာဝန်ရဖတ်ခဲ့ရဘာလို့ဆိုတော့ထောက်လိုင်းတိုက်ပွဲထောက်လိုင်းတင်တန်းတော်တက်တော့အဲ့ဒီကလာဒေါန်ဆန်းစုကြည်ရဲ့ဟောပြောမှုတွေကိုကျွန်တော်တို့သွားပြီးသတင်းယူရတယ်။သတင်းယူပြီးတော့အထက်ကိုပြန်တင်ပြဖို့ထောက်လိုင်းကြီးကျွန်တော်သွားလောက်ရတယ်။ဘာလို့ကတော့ကျွန်တော်ကတာဝန်ရတော့ဒေါန်ဆန်းစုကြည်ကိုခြေဖုံးဖို့နှိမ်နှင်းဖို့စတဲ့ဖြစ်ပေါ့နော်။ ဟိုတာဝန်ယူရတဲ့ကာလကျွန်တော်တက်တက်စင်ကာလဒေါသန်းကြီးအပြင်မှာရှိသေးတယ်ဒီထောင်လိုင်းတင်တဲ့တုန်းကဆိုတော့ကျွန်တော်ကတင်းသွားယူတယ်သွားကြည့်တယ်ဆိုတဲ့အခါမှာသူ့ကိုစမ်းကြည့်တော်ရတာမို့သူ့မိခွန်းတွေကိုကျွန်တော်ကအစီအသေးတွေကျွန်တော်ကစိတ်ဝင်လာပြီးတော့မေဆုကိုအဲ့ဒီကာလကလေးကကျွန်တော်ကကြည်ညိုလေးစားခဲ့အဲ့တော့ကျွန်တော်လုံးကြံတက်ဖြတ်မယ်ဆိုတဲ့အစီအစဉ်နဲ့ရေးဆွဲတဲ့အချိန်မှာတော့ဒေါမဆန်းစုကြည်ကဟိုဖန်းစီပြန်လဲဖန်းစီခံတာရတဲ့အခြေဖြစ်ဖြစ်တယ်ဆိုတော့ ကျွန်တော်အဲ့ဒါဘယ်လိုစဉ်းစားလဲဆိုတော့ငါလှုပ်လိုက်လို့ငေါအီးတော့တည်သွားပြီထားပါတော့ဒါပေမဲ့အာနာရှင်စနစ်ကြီးအဲ့ချိန်မှာငပြောပင်ပင်စီတွေစိုက်ပြိုးတယ်လို့တတက်ခုတ်တပင်ခုတ်လဲအမြင့်ငုတ်တွေကဆက်ရှိနေဦးမှာပဲဆက်ရှိနေဦးမှာပဲအဲ့တော့ငါဒီလှုပ်ကြံတက်ဖြတ်မှုကိုဆောင်ရွက်လိုက်ပြီးတဲ့နောက်ငါတည်ကောင်းတည်သွားနိုင်တယ်ဒါပေမဲ့အာနာရှင်စနစ်ကြီးကအမြင့်ပြတ်အောင်မဟုတ်ဘူးဒါနဲ့ပဲ အဲ့ဒီအဲ့ဒီချိန်မှာကျွန်တော် စိတ်တွေးနေရတော့တွေးနေတာတနတ်ကိုတနတ်တင်ပေါ်လက်တင်လိုက်ပြန်စဉ်းစားလိုက်ကိုကြီးဒီကြီးကြီးလိုက်အဲ့ဒီချိန်မှာဟိုကျုပ်မောင်အေးကအတော်လေးပါနှပ်ပုံရပါတယ်ဟမ်တယ်လက်ကြီးပြူလူကောင်းနဲ့များစွာနဲ့ဆက်ဆံလာတော့သူ့ရဲ့စိတ်ပါလဲစိတ်ဆန့်နေပါရှင့်ရှင့်ပါပေါ့အစထမအယုံကြီးရှင့်ရှင့်ပါပေါ့ဒါမှမဟုတ်ကျွန်တော်ရဲ့မူပြတ်နေတာကိုအသက်20ကျော်အစိတ်နော်လူငယ်တယောက်မူပြတ်နေတာကိုသူလဲတတိထားမိမိပါပေါ့ အဲ့ဆက်ပြောပြစီဗျာနော်စောစောကပြောလဲစားနေ line ပြတ်ကြသွားတော့ okay အဲ့ဒါနဲ့ကျွန်တော်ကဒီဘူကျုံမောင်အေးကမဖြစ်လဲဆိုတော့အဲ့တော့တိုင်းမှုတယ်ကမောင်မြင့်တယ်ဟုတ်ကဲ့မင်းနဲ့ငါဆက်လက်နေပစ္စည်းညွန်ကျုပ်ဘွားတော့ကအချိန်ဒီတော့ကဖြစ်ခဲ့တဲ့ဖြစ်စဉ်မှတ်မိလားတယ်သူတို့ပြောတယ်အဲ့တော့ဥက္ကမောင်မြင့်ကဘာပြောလဲဆိုတော့ဟုတ်ကဲ့မှတ်မိပါတယ်ဘူကျုံဘူကျုံကြီးခင်ဗျာဘူကျုံမှုကြီးခင်ဗျာဘာလဲွာတယ်အဲ့ဒါဟုတ်ကဲ့ဘူကြီးအုံးကြောမြင့်တို့ဖြစ်စဉ်ဖြစ်ပါတယ်ခင်ဗျာ အဲ့ဒီသူဘူချုပ်မောင်အေးစစ်နက်ပစ္စည်းညွန်ချုပ်ဘောရရဆွဲတော့ငါဥနေဝင်းကိုလောက်ကြံတက်ဖြတ်ဖို့ဘူကြီးအောင်ကျော်မြင့်နဲ့ဘူကြီးအောင်ကျော်မြင့်ကစူးစားခဲ့တဲ့ဖြစ်စဉ်ကိုသူကပြောပြပြောပြပြီးတော့ကျွန်တော်ကဘေးမှာရှိပြောပြပြီးတော့အေးတဲ့အားဆူလဲတဲ့အခုချိန်မှာအောင်ကျော်မြင့်လို့ကောင်းနေမရှိဘူးလို့မပြောနိုင်ဘူးကွာတဲ့မင်းကြက်ကြက်ဂယူဆိုင်ကြားလာဆိုတော့ ဲ့ဒီမှာကျွန်တော်ကစဉ်းစားနေတယ်သူတို့နှစ်ယောက်ကိုလက်ပြဝန်းနဲ့ခွဲပြီးလှုပ်ကြံပို့နော်ဒီချိန်မှာဗိုလ်ချုပ်မောင်အေးကဘူကြီးဦးကျော်မြင့်အကြောင်းကိုပြောတာကျွန်တော်လည်းအဲ့ချိန်မှာအဲ့ဒီကာလရဲ့နိုင်ငံရေးဒေါန်ဆန်းစစ်ကြီးချုံနောင်ခံထားတဲ့အချိန်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါန်ဆန်းစစ်ကြီးရဲ့ဒီတိုင်းပြည်ပေါ်မှာအနှစ်နာခံပြီးတော့အနေဒီပါတီဝင်တွေရဲ့ကြိုးစားနေရဆောင်ရွက်နေတဲ့ကာလနိုင်ငံရေးနီးလန်းတဲ့တာလျင်စိတ်ထား စိတ်ထားတွေကိုပြုပြင်ပြောင်းလဲဖို့နဲ့အဲ့ဒီကာလတက်မတော်ကိုအာဏာရှင်စနစ်ကလွန်မြောက်တဲ့ပြည်သူ့ကာကွယ်တက်မတော်ဖြစ်လာအောင် ပြောင်းလဲပေးနိုင်မှုအခြေအနေနိုင်ငံတကာကလည်းပဲငြိမ်းချမ်းတဲ့လမ်းစဉ်ကိုပဲသွားစီခြင်းနဲ့အလားအလာနောက်တစ်ခါဖက်စစ်တပ်ထဲမှာအမြင့်ငုတ်တွယ်နေတဲ့ငပြောပင်ပမာနဲ့ပေါ့တတက်ခုတ်ခံရဲ့နောက်တစ်တက်ထွက်ဖို့အစဉ်သစ်ဖြစ်အောင်ပြင်ဆင်ထားတဲ့အနေထားဓာရီကိုကြည့်ပြီးတော့ကျွန်တော်ဟာနိုင်ငံရေးနီးလမ်းနဲ့ပဲဒေါ်ဆန်းစုကြည်ရဲ့ line လမ်းကြောင်းအတိုင်းလမ်းစဉ်အတိုင်းနိုင်ငံကြီးလမ်းနဲ့ပဲကျွန်တော်ဟာဆရာနာရှင်စနစ်အမြင့်ဖြုတ်ရေးနဲ့အတွင်ကူပြောင်းရေးကိုကြိုးစားဖို့ငါကြိုးစားအားထုတ်မယ်လုံခြံတက်ပြတ်ခြင်းဟာဘုရားဘာသာလည်းယူဆလည်းအရာလည်းလက်ခံတဲ့အရာမဟုတ်ဘူးပေါ့တစ်ဖက်ကလည်းလူလူခေါင်းဆောင်တွေလည်းရှိနေတယ်နော်နိုင်ဒေါန်စန်းသူကြီးတို့မကြခင်လွတ်မြောက်လာတဲ့အခါမှာအဲတိုင်းပြည်ကို ပြန်လဲတက်မှတ်ဥဆောင်နိုင်လိမ့်မယ်ဆိုရတဲ့ကျွန်တော်ဟာ စောစောကလုတ်ကြံတက်ဖြတ်ဖို့ဆိုပြီးပြင်ဆင်ထားတဲ့အစီအစဉ်တွေအားလုံးကိုကျွန်တော်တားလေးပြန်လျှော့ချင်ကိုမို့တလူနဲ့ဆက်နေခဲ့လိုက်ပါတယ်ဒါကျွန်တော်ရဲ့2000နဲ့2ခုနှစ်တုန်းကကျွန်တော်ကိုယ်တိုင်ကြိုးစားခဲ့တဲ့ဖြစ်စဉ်တစ်ခုပြန်ရင်ဖွင့်တော့ဟေးစောစောကပထမပိုင်းမှာပြောခဲ့တဲ့အရာခံအချက်ကြီးအကြောင်းဆက်အောင်ခုကျွန်တော်ကိုချိတ်ဆက်လာတဲ့အရာခံအဆင့်ကဆရာကြီးတွေပေါ့နော်ကျွန်တော်တို့ကအရာခံဗိုလ်တွေကိုဆရာကြီးတွေလို့ပဲခေါ်ကြတော့ ဆရာကြီးအစုဖွဲ့တွေကကျွန်တော်ကိုချိတ်ဆက်လာပါတယ်။ဒါလည်းတမခွန်ခွန်တမမူဖန်းစည်းခံရပြီးတဲ့နောက်သူတို့တွေရင်ထဲကပွင့်အပ်လာတဲ့ဇကားတွေဖြစ်ပါတယ်။သူတို့ဘာပြောလဲဆိုတော့သူတို့အခြားအဆင့်တွေရာခိုင်အဆင့်တွေဟာတဲ့လက်ရှိစီစီရင်ဆောင်ရွက်ဖြည့်ဆည်းခဲ့တာတွေထဲမှာအခိုင်းအစီခံနေဖြစ်တယ်။အမိပြတဲ့အတိုင်းမလုပ်ရင်လေရှေ့မှာတောင်ကုန်နောက်မှာခုံရုံတည်တံ့ သူတို့ကိုဂျင်းနဲ့ကြက်ထဲမှာမင်းပြတဲ့မင်းလုံလို့မလုံရင်အာနာဖီဆန်မှုအခုဆိုပို့ဆိုးတာပေါ့မင်းအောင်လန်ကတန်းပြစ်မှုထားခြင်းခုမဲ့ပြက်ကွင်းအကုန်သေးတယ်ပြက်သက်တွေ့မှာပါပြည်သူစစ်ကလေးတွေအေယော်ဒီမှာဖက်ပြေးတယ်ရှေ့ရောက်ခုနှစ်ယောက်လောက်ပြက်သက်အခုဆိုအကုန်ပြက်သက်ခိုင်းပြီမင်းအောင်လန်ကဆိုတော့အရာခံတွေအကြက်ကြီးတွေအခြားစင်တွေကိုကျွန်တော်သူတို့ဘက်ကိုကိုချင်းစာကြည့်မိတက်ဆိုတက်ပြစ်ဆိုပြစ်တတ်ဆိုတတ်မတတ်ရင်သူကအသာခံတယ် သူတမောင်းမတန်သူအသက်ခံဆိုတော့သူတို့ကပြောတယ်ကျွန်တော်တို့ကအခိုင်းခံဖြစ်တယ်တဲ့အခုဒီစနေဆိုကြီးဒီအခြေအနေဆိုကြီးဒီတမိုင်းဆိုကြီးဒီလုံးဝတတ်မတော်တစ်ခုလုံးပျက်စီးတော့လက်ထိလောက်တာအရာရှိဆိုတဲ့ကောင်ကြီးလောက်တာတဲ့ကျွန်တော်တို့ယာကန်ကြီးဘာမှအမေပေးပံ့ငွေလည်းမရှိဘူးစီမံပိုင်ငွေလည်းမရှိဘူးသူတို့ခိုင်းတဲ့တိုင်ကျွန်တော်လောက်ရတာဒါပေမဲ့အခုပြည်သူရဲ့အမုန်းကိုရရဆက်ဆက်ခံစားရတော့မစီမဆိုင်ကျွန်တော်တို့ယာကန်အကျက်တက်သားတွေဝမ်းနေကြည်ကွဲပွဲကတိလဲတိပြရတယ်မိသားစုလည်းလိုင်းကန်နင်ချခံရတယ် ဘာခံစားမှုလည်းမခံရဘူးဒါပေမဲ့ကျွန်တော်တို့ရှည်တန်းနေအသေးခံရတယ်ကျွန်တော်တို့အမုန်းခံလည်းကျွန်တော်တို့ဆိုတော့ကျွန်တော်တို့အရန်ခံပြင်းတယ်သူတို့ပြောတယ်သူတို့ပြောတယ်ဟုတ်တယ်ကျွန်တော်တို့လက်ခံမှန်တယ်လေသူတို့ပြောတာဒါပေမဲ့သူတို့လို့ရမှန်တယ်လို့ကျွန်တော်မပြောဘူးသူတို့ယင်ဖွင့်တယ်သူတို့ခံစားနေရတာမှန်တယ်လို့ကျွန်တော်ပြောတာဒါနဲ့သူတို့ထပ်ပြောတယ်ဟိုလောက်ကင်ဖက်ကိုကန်ဒေတာဖက် MNDA ဖက်မှာကျွန်တော်တို့ချီက အင်းအား3000လောက်လက်နဲ့ချခဲ့ဘူးတည်းရှိတယ်။ဒါပေမဲ့ဗျာတဲ့မလုတ်ချင်တော့လို့ဖက်စစ်အာဏာရှင်အရာရှိတွေဆိုတဲ့စစ်ဘူတွေရဲ့ခိုင်းတာကိုမလုတ်ချင်တော့လို့ကျွန်တော်လက်နဲ့ချလိုက်ပြီးပြီတဲ့။ဒါဟုတ်ကျွန်တော်တို့ပြန်လွတ်ပြီးတော့မင်းအွန်လိုင်းလက်ထဲပြန်လွှဲပေးခဲ့ကြတယ်။ပြန်လွှဲပြီးတော့ကျွန်တော်တို့ချပြီးခိုင်းမြန်ရောတက်ခိုင်းမြန်ရောကျွန်တော်ကထပ်ပေါက်မရှိဘူး။ဘယ်ယူသွားမလဲ။ passport လည်းမရှိဘူး။မှတ်ပုံလည်းမရှိဘူး။ပတ်စံလည်းမရှိဘူး။နေရာလည်းမရှိဘူး။ပြေးစရာလည်းငွေမရှိဘူး။ပြေးစရာလည်းမြေမရှိဘူးကျွန်တော်တို့ဘဝ။ ဒါတော့အခုတမခွန်ခွန်တမမူတီဖန်းစီခံရပြီးတဲ့နောက်တမဆယ်မမှာရှစ်မတမမူတီသေတဲ့ကောင်သေဖန်းတဲ့ကောင်ဖန်းဖီယိုဖီးရဲ့နဲ့အလဲလဲကွဲဖြစ်လာတဲ့အခြေသူတို့ဘက်ကပြောလာတဲ့ဇကတန်ကိုကျွန်တော်ကစင်ပွားပြီးတော့ဒီသူတွေနဲ့ကြံတော့ရရှိရကန်ကြက်တသားတွေစဉ်းစားဖို့ပြန်ပြောချင်တာဘာလဲဆိုတော့တဲ့ကျွန်တော်တို့ တေမထူးနေမထူးဘဝပါတဲ့ဒါပေမဲ့ဒီစနစ်ဆိုးကြီးကိုဖြစ်တည်စေခဲ့တဲ့ဖြစ်စဉ်ကြီးကိုအဆုံးသတ်ပေးဖို့တကယ်တမ်းထိတိယယောက်တာဝန်ဝင်ကူပေးနိုင်တာကကျွန်တော်တို့အရာခံအချက်ကြီးအစ်စ်နေဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တဲ့တိုင်းမှုဘက်ဖြစ်တက်မှောက်မှုဘက်ဖြစ်အနည်းဆုံးမှအလုပ်လုပ်ရတာအရာခံအရာခံဘူကြီးတွေရုံးဘူကြီးတွေတိုင်းရင်းဆိုလဲတိုင်းမှုနာမှာနေပြီး အနိကကကြီးကျက်ကိုကဲအမိတ်နာခံရတာအခြားဆင်းအားလုံးထိမ့်သိမ်းအုပ်ချုပ်တာအရာခံဘူးတွေလူအရာခံဘူးတွေသူတို့အုပ်ချုပ်တာသူတို့အမိတ်ပဲသူတို့အမိတ်ပဲအဲ့တော့သူတို့ဟာတကယ်တင်းမှုတွေတက်မှတ်မှုတွေဗျွာမှုတွေစကားကမှုတွေစတဲ့အမှုဆိုတဲ့ကောင်းရင်းနားမှာအနည်းဆုံးနေခွင့်ရတာအရာခံနေဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့တာဝန်တစ်ခုခုကိုပြက်ပြက်သားသားတာဝန်ဆိုတာစောစောကျွန်တော်ပြောခဲ့တဲ့မောင်အေးကို လောကကြီးကအနာပေးဖို့ကြိုးစားခဲ့တဲ့ကျွန်တော်ရဲ့ကြံစီမှုမျိုးတာဝန်ကိုသူတို့အရာခံတွေကတာတာဝန်ယူထမ်းဆောင်မယ်ဆိုရင်သူတို့ကိုပြည်သူကနွေ့နွေ့ထွေးထွေးအတိမတ်ပြုပြီးကြိုးဆိုပါမလားတဲ့သူတို့ရဲ့တာဝန်ထမ်းဆောင်ရင်သူတို့တည်သွားခဲ့ရင်သူတို့ကြံရတဲ့မိသားစုကိုအခုလိုဆိုးဝါးနှိမ့်ချနေတဲ့တမိုင်းတဒွေးကွက်ထဲကဖက်စစ်တို့ရဲ့ခိုင်းဘက်ဆိုတဲ့ဒရူးကွက်ထဲကနေ ကဲစဲကူညီပေးမလားတဲ့ကျွန်တော်ကိုချိတ်ဆက်လာကြတယ်ဆိုတော့ကျွန်တော်နူးနူးတူးတူးပဲပြောပြလိုက်တယ်သူတို့လူရက်ကမှန်ကန်တဲ့အလုပ်ဖြစ်တရားတော်လို့ဖြစ်ဖက်စစ်ကျမ်းဖက်အာနာရှင်ဆရာဆွေးမှုတွေကျူးလွန်နေတဲ့သူကိုဘယ်သူကပဲနှိမ်နင်းနှိမ်နင်းဘယ်သူကပဲတုတ်တင်တုတ်တင် PDF ကပဲတုတ်တင် ER ကပဲတုတ်တင်အရာခံအချက်ကြီးကပဲတုတ်တင်တုတ်တင်ဒါဟာနိုင်ငံတော်နဲ့နိုင်ငံသားတို့ယနေ့ကြုံနေရတဲ့အဆိုးဝါးဆုံးအခြေအနေတွေကို ကူညီကယ်တင်ဖြည့်ဆည်းခြင်းသာဖြစ်တယ်။တမိုင်းမီတော်ဝင်တရက်ကိုပါဝင်ထမ်းဆောင်ခြင်းသာဖြစ်တယ်။ဒါကြောင့်ဆရာကြီးတို့ဒီအစီအစဉ်ကိုကောင်းထည့်ဖို့ပါ။တို့ပါခမားတို့ကိုအသက်ရှင်ရဲ့တော်ဝင်ထမ်းဆောင်နိုင်ခဲ့ရင်ကျွန်တော်တို့တော်လန်ရေးကြည့်ရလုံးရဲ့အရေးကြီးသောတကက် main operation ကြီးကိုအသက်ဆုံးထမ်းဆောင်ခဲ့တဲ့သူရဲကောင်းတယောက်ဖြစ်ကျွန်တော်တို့ဂုဏ်ပြုမယ်ဆရာကြီး ရာကန်ဘူကြီးကျွန်တော်ကိုပြုမယ်ကြိုးစုံမယ်ဘာလို့ခမရတို့အနီးမှာနေကြရတယ်လူကြီးကျွန်တော်တို့ကတာဝိုးပြစ် short တက်နေတယ်ဘလို့ပြစ်ပြစ်ထိချင်မှထိခမရတို့အနားလေးမှာအသာလေးသူတို့တောက်တဲ့ coffee ထဲမှာသူတို့တောက်မဲ့အရက်ခွက်ထဲနဖာကြီးလေးတစ်စုံပဲထည့်ထည့်သူတို့တောက်မဲ့ coffee ခွက်ထဲမှာအစိတ်လေးတစ်စုံပဲထည့်ထည့်နောက်ဆုံးသူထိုင်ကုန်အောက်မှာစနက်တန်ဖြုတ်ထားတဲ့ဘုံလေးကိုတီအေဂျိုးလေးနဲ့ပတ်ပြီးတော့နေပူအောက်လေးမှာပဲထားထား အေးကျိုးလေးဆိုတာနေပူရင်ဖြည်းဖြည်းချုပ်ပြတ်သွားမှာပင်ဖြုတ်ထားပြီးသားဖြစ်တဲ့ကြောင့်ထကွဲဟာခင်ဗျားတို့လုံနိုင်တဲ့အလုပ်ဒီအများကြီးဆိုတော့ဘာပဲပြောပြောတိုင်းပြည်အရန်နာနေပြီခင်ဗျားတို့ပအဝင်ထန်းဆောင်နေဆိုတဲ့စစ်မှုထန်းဆောင်ခြင်းဆိုတဲ့နာမည်ကြီးတစ်ခုလုံးကပျက်စီးသွားပြီငါတို့တတ်မတော်သားกว่าလို့ကြွေးကြော်ခွင်းခင်ဗျားတို့နှိဋ္ဌိတန်သွားပြီပြည်သူတရားလုံးကခင်ဗျားတို့လက်မောင်းတစိုက်ခင်ဗျားတို့ရဲ့စစ်ယူနီဖောင်းခင်ဗျားတို့ရဲ့အလေးပြုပုံအစား လုံးဝကြည်ကျင်သေးမရှိအောင်ယွန်ရှာမုံဒီသွားခဲ့ကြတယ်အဲ့တော့ရာဇဝင်ကြွေးကိုခမားတို့ကိုယ်တိုင်သွေးနဲ့ဝင်ဆေးပေးမှရလိမ့်မယ်ခမားတို့ရဲ့မနှက်ဖြန်အနာဂတ်တွေအတွက်ခမားတို့သားသမီးတွေကိုယ်တိုင်ဆက်လက်အသက်ရှင်မဲ့အမိမြေကြီးရဲ့အနာဂတ်တွေအတွက်ခမားတို့ကိုယ်တိုင်ကိုခံစားနေရတဲ့ဘူးမသိဘာမသိကြားကငထောင်းငထွားဂါနာခါနာခရင်ရင်ပြောရင်ကောင်းတော့ဟိုဟာညောင်းတော့ဥခမားတို့ ခင်ဗျားတို့ကဥလိုဟိုရန်ဒီရန်နဲ့လားခင်ဗျားတို့နာနေရတာအဲ့တော့ရာဂန်ချက်ကြီး အပါဝင်လက်ရှိအမြင်မှန်ပြီး အမှန်မြင်လာတဲ့လူတွေကိုလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ကိုလုပ်နိုင်တာလုပ်ပါ ခုချင်းဟာကျွန်တော်2002ခုနှစ်ကတွေ့ဝေခဲ့တဲ့လူမျိုးဒေါ်ဆန်းစုကြည်တို့လွတ်မြောက်လာပြီး အာကြိုးစားကြလိမ့်မယ် NLD ပါတီတဲ့ရှိနေတယ်ဆိုတဲ့အနေထားမဟုတ်ပဲနဲ့ခေါင်းဆောင် အားလုံးအတ္တမဖန်စီချုပ်နှောင်တစားကန်လှုပ်ခံထားရတယ်။ငလင်ဘေးကြီးကလည်းမင်းအောင်လည်းအုပ်စုကိုအခုပဲဒီနေ့လိမ့်မယ်ထပ်လှုပ်သေးတယ်နော်ကျွန်တော်တို့ကြင်စာအင့်တဲ့အတိုင်းထပ်လှုပ်သေးတယ်နေပြီးတော့မှမင်းအောင်လည်းအတင်းတမအုပ်ချုပ်နေတဲ့အချိန်ကြီးကမစင်းမချင်းတဘောဘေးကြီးကလည်းနှင်လာတဲ့အချိန်ဖြစ်တယ်အဲ့တော့အဆိုးဆုံး အခြေအနေတွေကြုံနေရတဲ့အချိန်မှာခင်ဗျားတို့အရာခံအကျက်စစ်တီတွေဟာခင်ဗျားတို့ကင်ထားတဲ့တနတ်ပြောင်းခင်ဗျားတို့ကိုင်းနိုင်စမ်းရှိတဲ့လက်ညိုးလေးကိုခင်ဗျားတို့အခုကြုံတွေ့နေရတဲ့အခက်ခဲနဲ့ခင်ဗျားတို့မြင်နေရတဲ့ဆိုးဝါးဆုံးဖန်တီးတဲ့မိစ္ဆာကောင်းတွေညီကုန်းချုပ်ရေးမှာပါဝင်ကူညီပေးလိုက်မယ်ဆိုရင်ပြည်သူတရားလုံးဟာခင်ဗျားတို့ကိုတကက်မဟာမဟာသူရဲကောင်းလို့ကြိုးဆို ကြပါလိမ့်မယ်ဂုံပြူကြပါလိမ့်မယ်နှွေးနှွေးထွေးထွေးနဲ့ခမတို့သားစဉ်မြေဆက်ချီကျူးတမိုင်းမော်ကွန်တင်ခံရပါလိမ့်မယ်ဘာလို့ဆိုတော့ခမတို့ဟာအမှန်နဲ့တရားအတွက်အလုလုခဲ့ကြသူဖြစ်တယ်ပြည်သူအလုံးလိုလားနေတဲ့ဖက်စစ်အကြမ်းဖက်စနစ်ကြီးညီကုန်းချုပ်သားရေးအတွက်တာဝန်ထမ်းဆောင်ခဲ့ကြသူတွေဖြစ်တယ်လက်ရှိလေးနှစ်လုံးလုံးပြည်သူတရားလုံးကိုကြိမ်မီအောင်မြငိုကြွေးခဲ့စီတဲ့ဖြစ်ရဆိုတာဝန်ရှိသူတွေကို တုတ်တင်ရှင်းလင်းပေးခဲ့သူဖြစ်တယ်။အရေးကြီးဆုံးကတော့ခမည်းတော်ကိုယ်တိုင်စုနေတဲ့ငါတို့ဒီနိုင်ငံတော်နဲ့နိုင်ငံသားတို့တစ္ဆာကိုစောင့်တိယူတည်ပါမည်ဆိုတဲ့တစ္ဆာတီတဲ့အလုပ်ကိုလုပ်ခဲ့လို့ဖြစ်ပါတယ်။တစ္ဆာတီလိုက်ပါရဲဘော်တို့